လာလီဂါတွေကနေမှကျွန်တော်ရွေးချယ်ထားတယ်ဆရာရဲ့เนาะဒီဟာအတွက်ကိုမာယောကာနဲ့အလာဘတ်အဲမာယောကာနဲ့ကျွန်တော်တို့အလာဘတ်ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးထားတယ်အဲ့မှာတော့ဘာကိုရွေးချယ်ထားလဲဆိုကျွန်တော်အလာဘတ်အလာဘတ်ခြေစုံကိုကျွန်တော်သဘောကျတယ်စီဗီလာနဲ့ပွဲမှာသာသူရှိုးဟောင်းကနောက်ပိုင်းကစားတဲ့ပွဲစဉ်မှာအလာဘတ်ခြေစုံကအဲ့လောက်ကြီးစိုးဝါနေတဲ့အခြေအနေမှာမပါဘူးလက်ရှိထူးခြားတဲ့အနေနဲ့မာယောကာအလာဘတ်ကို level 30 ဟိုအာဈေးတန်းကတော့ level 30မြန်မာဈေးတန်းမှာဖွင့်လွှတ်ထားပါတယ်အဲ့ဒီအတွက်ကတန်ဖိုးဖော်မြူလာကတွေ့ရင်တော့မှဒီဈေးတန်းအရကိုအလာဘတ်ကြီးအောင်နိုင်ကြီးဒါအလာဘတ်ကအောက်ကပေါ့နော်အောက် body ကြီးအောင်နိုင်ကြီး53.300ခိုင်နှုန်းအထိရှိနေတယ်ဆိုလိုချင်တဲ့အတဘာက53.300ခိုင်နှုန်းစွန်းနေဆိုတဲ့တဘောကလက်ရှိပြား30လည်းဖွင့်ထားတဲ့အနေအထားမှာအလွန်ဆုံးအလာဘတ်ကပြား30တော့ရမယ်ဆိုတဲ့အနေအထားမျိုးကိုညှိုးနေတာကိုကျွန်တော်ကတော့တွက်ချက်မိတယ်ပေါ့နော်ဒါတန်ဖိုးဖော်မြူလာလက်ရှိမှာထူးခြားချက်နေရတော့ဒါမနစ်ကဒီနှစ်သင်းကတွေ့ဆုံခဲ့တဲ့တင်မှာ0.25ဒါ ာယောက level မင်ဘွာပေါ့အာရှဈေးတန်းဝင်ရောတော့0.25ပေါ့မြန်မာဈေးတန်းမှာ level 30ဖြစ်တာဒီလို0.25ဝင်ရိုးနဲ့မာယောကကတစ်ချိန်စလုံးအလာဘက်ကိုကစားခဲ့မှုတဲ့အခါမှာအဲ့ဒီနှစ်ချိန်စလုံးမာယောကအခြေချခဲ့တဲ့ အချက်လက်လေးကိုတော့ကျွန်တော်တွေ့ခဲ့ရတယ်ပေါ့နော်။ဟိုမာရော့ကကွင်းမာရော့ကကွင်းမှာကစားတဲ့နောက်ဆုံးနှစ်ကြိမ်စလုံးကိုလည်းအလားဘက်ကကြေးအောင်ထားတာကိုကျွန်တော်တို့တွေ့ရတယ်။နော်လက်ရှိမှာလည်းမာရော့ကအခြေစုံအားရစရာမရှိဘူး။ဒီနောက်ဆုံး၉ပွဲဆက်တဲ့လေနိုင်ပွဲမွေထားတဲ့အနေအထားမျိုးဖြစ်နေတယ်။နော်အလားဘက်ကတော့ဒီနောက်ဆုံး၁၀ပွဲမှာ၃ပွဲပဲဒါရှုံးထားတယ်။ဒီပွဲကနှစ်သင်းလုံးကဟိုအနိုင်ဟိုဘာလို့ပြောမလဲ။ဟိုအနိုင်ရတာနဲ့ထိမ့်မဲ့အနေအထားမျိုးရှိတယ်။တပွဲတကူရလာနေတယ်ထိမ့်လာနေတယ်အနေအထားမျိုးရှိတဲ့အတွက်ကြောင့်ဟိုကျွန်တော်ကတော့ဒီအစင်လာပိုင်းနဲ့ ပိုအားတာနေတယ်နောက်တစ်ချက်ကခုနပြောတဲ့ကျွန်တော် level 30ဒီဘက်ကကျေးအောင်နိုင်ခြေ53.3ဆိုတဲ့ဟာလေးတွေကကျွန်တော်ရဲ့အတွေ့အကြုံ tambo formula အတွေ့အကြုံဆိုအဲ့လိုမျိုးလေးတွေကအနည်းဆုံးပြားသုံးတယ်တော့စားရတယ်ဟိုဟိုဘက်ဒီဘက်50 50 90ကိုချလိုက်မယ်ဆိုတရားဟိုအဲ့တော့90ကဒီဘက်က53များနေတယ်ကျေးရလဲ level 30ပြီးတာလေဆို30ပြား30လောက်ကတော့အလာဘက်ကကျွန်တော်အနေနဲ့ဟိုစားရမယ်တေချာပေါက်စားရမယ်အနေထားလို့ကျွန်တော်ကယူစားတယ်တွက်ချက်တဲ့မိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့လက်ရှိအနေထားရအလာဘက်ကို ပြတ်မှတ်တစ်ခုအနေနဲ့ရွေးချယ်ပေးခြင်းပါတယ်ဟုတ်ကျွန်တော်ဒီပွဲထဲမှာမြင်တာကတော့ပထမဦးဆုံးချိန်အလာဘက်ကမော်ကအေဂွေ25နောက်ဆုံး25နှစ်တာကာလာတွေမှာပေါ့နော်6ချိန်သွားပြီးတော့လိပ်ပွဲစဉ်အနေနဲ့သွားကစားအချိန်မှာဒီလာလီကာပွဲစဉ်အနေနဲ့သွားကစားအချိန်တစ်ချိန်မှတော့နိုင်ငံချင်းတော့မရှိဘူးဆိုတော့ဒီကမှတ်တမ်းတစ်ခုအနေနဲ့အလာဘက်ဒီကဒီမှာထူထောင်သွားနိုင်မလားဆိုတော့ကြည့်ရမယ်ကျွန်တော်ဒီမှာပြန်ကြည့်မယ်ဆိုရင်လည်းဒီ မောင်းကအနေနဲ့ပြီးခဲ့တဲ့ရာသီအပောင်ဝင်နာလီကာပွဲစဉ်အနေနဲ့ဆိုရင်၈ဘွတ်အဲ၉ဘွတ်ဆက်လောက်ထိ၁၀ဘွတ်ဆက်လောက်ထိကိုနိုင်ပွဲပြောင်းနေတာတွေ့တွေ့ရသူနောက်ဆုံးနိုင်ရတာက၁၇ရက်နေ့၅လပိုင်း၂၀၂၅က Vela Dolis ကို2-1နဲ့နိုင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီပွဲစဉ်မှာလည်း1.5လောက်ထိကိုပြီးခဲ့တဲ့အချိန်အောင်ခဲ့ရတာဟုတ်တယ်အဲ့အဲ့လောက်ထိအရင်ကောင်းနေတဲ့အနေအထားမျိုးမဟုတ်ဘူးရာသီအခြေစွမ်းပိုင်းမှာပြန်ကြည့်ပြန်တော့လဲဆိုစီတော့ဝမ်းသီးနဲ့ရှုံနေခြေစွမ်းကျနေဆိုစီတော့ဝမ်းသီးနဲ့ရှုံနေအဲ့ကွမ်းမှာတော့အတလတီကို1-1ကစားနိုင်ခဲ့ရဆိုပေမဲ့ तू ကတယောက်အတာစီးနဲ့ကစားနိုင်ခဲ့တာ နောက်ပွဲတင်အနေနဲ့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်းအစပန်ယိုနဲ့မာရောကအတူပွဲတယ်မှာဆိုလည်းအစပန်ယိုကတယောက်ရောနေတော့မှသူ1-2နဲ့တာနေပြီးတော့မှတူတူနဲ့ရတယ်ပြီးတော့3-2နဲ့ပြန်ရှုံးတယ်ခန်းစစ်ပိုင်းကတောက်လျှောက်ကိုဂိုးပေးနေရအလာဘတ်ကိုပြန်ကြည့်ပြန် အလာဘတ်ကလုံးနေဆိုအာတော်တော်လေးကောင်းလာတော့တွတ်တွေ့ရတယ်ကျွန်တော်ဂေတာဖေးနဲ့ပွဲသိမှာဆိုတယ်သူတကိုးပေးလိုက်ရတယ်ချက်ချင်းမဲ့သူတပွဲလုံးတိုင်းနာနေနေတော့သူဖိကစားနိုင်တယ်အာခြေပါကိုပြန်သွင်းနိုင်တဲ့ဥစ္စာလေးတော်တော်လေးကောင်းတယ်စီဗီလာနဲ့ပွဲသိမှာပဲမထင်မှတ်ပဲရှုံးခဲ့တာကလွဲရင်အလာဘတ်ရဲ့ဒီယာဒီအဝေးဝင်းပိုင်းနေမှာဆိုရင်ဘတ်တစ်ကိုဝမ်းသိနေပဲကတ်ရှုံးတယ်အဲ့ဒါပြီးတော့ကျွန်တော်ဘီဘောလိုအသင်းမျိုးကိုအဝေးကွန်းကနေ0 1နဲ့နိုင်တယ်နောက်ဆုံး data fee ကိုဝမ်းမကစားနိုင်တော့မောက်ကောက်လိုလာလီကနိုင်ပွဲပြောင်းနေတဲ့အသင်းမျိုးကိုသူအဝေးကွင်းမှာအနည်းဆုံးတော့တည်ရရနိုင်ရှိတယ်ကျွန်တော်ကတော့ဒီပွဲတင်မှာဆရာနဲ့ ူပါပဲကျွန်တော်တို့အလာဘက်ကိုရွေးချယ်တဲ့နဲ့ရွေးကွက်ထဲမှာထည့်ဝင်ထည့်ရမှာအဲ့တော့ကျွန်တော်တို့ဒုတိယပြစ်မှတ်အနေနဲ့စနေရက်ဒုတိယပြစ်မှတ်အနေနဲ့အလာဘက်ကိုရွေးချယ်ပါတယ်နောက်တစ်ခွက်အနေနဲ့